အဲလူမျိုးရေးဘာသာရေးဆိုတဲ့အရာတစ်ခုကိုရှေ့တန်းတင်လိုက်ရင်တို့နိုင်ငံရှေ့သွားဖို့အတွက်ကတလန်းနောက်ဆုတ်သွားသလိုဖြစ်သွားဘာသာရေးလူမျိုးရေးအစွဲဆိုတာကဆေးအာဏာရှင်ကကျွန်တော်တို့ယင်နဲ့ထည့်ပေးတာဆေးအာဏာရှင်ရဲ့ဘျူရိုကရေစီအဲ့ဒီရန်နေရာတစ်ခုလုံးကိုကျွန်တော်တို့တော်လန်ဆန့်ကျင်ရမှာဥပမာကျွန်တော်တို့လူမျိုးရေးဘာသာရေးဘယ်သူကလုပ်တာတော့ဆေးအာဏာရှင်ကလုပ်တာဘယ်ကလေးကိုလက်တို့မေးမေးသိတယ်ဒါအောင်ဖင်ပိတ်ပြီးညင်းနေတာကဘယ်သူပဲရှိတော့ဆိုတော့ဆေးအာဏာရှင်ပတ်စံပေးထားတယ် ဆရာနာရှင်ရဲ့တောက်တိုင်နဲ့ဆရာနာရှင်ရဲ့ကပိုက်ဆောင်တွေပဲရှိတယ်။ဒီနေရာမှာမေတ္တာရက်ခံတာပေါ့နော်အကြံပြုချင်တာကဘာလဲဆိုရင်ဒီဘာသာရေးလူမျိုးရေးဆိုတဲ့အစွဲတွေဟာကိုလိုနီကနေပြီးတော့မျိုးစေ့ချပြီးဆရာနာရှင်ကဒါကိုထဲထဲဝင်ဝင်အကောင့်ထဲပေါ်ပြီးတော့သူတို့အာနာတီမဲရေးအတွက်သူတို့အသက်ရှူချောင်ရေးအတွက်သူတို့နိုင်ငံရေးထွက်ပေါက်အတွက်အသုံးချနေတယ်ဆိုတာကိုကျွန်တော်တို့သိမြင်ပြီးတော့အဲ့ဒီလိုပြဿနာတွေဖြစ်တိုင်းအဲ့ဒီလိုဗီဒီယိုတွေအဲ့ဒီလို narrative တွေအဲ့လိုမျိုးပုံစံမျိုးတွေမြင်တိုင်းကျွန်တော်တို့ skip လုပ်လိုက်ပါ ဒီဆရာနာရှင်တွေကိုအမျိုးဘာသာသာသနာသူကစောင့်ရှောက်တယ်လို့ထင်ကြတာပေါ့တကယ်တမ်းကျတော့တွက်ကြည့်လိုက်ရင်ဆရာနာရှင်တွေဟာအခုဒီမအားလာကဒီမာရဝီဇီယာကိုတဲတယ်ဒါပေမဲ့ကျွန်တော်တို့မန္တလေးတိုင်းမှာစကိုင်းတိုင်းမှာဆရာနာရှင်ကဖြိုးဖျက်ခြင်းကိုအများဆုံးခံရတာကဗုဒ္ဓသာသနာရဲ့သာသနိကအဆောက်အဦတွေနဲ့ပုံတော်ကြီးကြောင်းနေပါစစ်ကောင်စီနဲ့တွားပြီးပူးပေါင်းပြီးတော့ပြည်သူမျက်နာကိုကျွန်တော်တို့မျက်ွယ်ပြူတာကျတော့အင်မတန်အကြီးတန်းနဲ့လုပ်ရဖြစ်တယ် ။တက္ကလတန်ဖို့စ်ကိုကြည့်ရှုပေးနေကြတဲ့မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။တက္ကလတန်ဖို့စ်ရဲ့ exclusive interview အစီအစဉ်ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဘက်ကတော့ Rain ပါ။ဒီတစ်ပတ်မှာတော့ interview season မှာပါဝင်ဖို့ရန်အတွက်ဘာသာရေးကောင်းဆောင်တူဖြစ်တဲ့ဆရာစိတ်ဆိုးကိုဖိတ်ခေါ်ထားပါရစေ။မင်္ဂလာပါဆရာ။ Okay မင်္ဂလာပါ။ ဟုတ်ကဲ့ပါဟုတ်အခုလိုမျိုးကျွန်တော်တို့အစီအစဉ်ကိုပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အရင်ဆုံးအနေနဲ့အာဆရာလက်ရှိမှာပါဝင်ဦးဆောင်နေတဲ့ဒီဘာသာပေါင်းစုံပူပေါင်းဆောင်ရဲ့ရေအဖွဲ့ရဲ့အဓိကရည်ရွယ်ချက်လေးနဲ့အတူပေါ့နော်ဆရာလို့ဆောင်နေတဲ့ဒီလှုပ်ရှားမှုလေးတွေကိုလည်းမိဘပြည်သူတွေကိုအရင်ဦးဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟိုကျွန်တော်လောလောဆယ်မှာတော့ Burma Human Rights Network ဆိုတဲ့ဒီလူ့အခွင့်အရေးအဖွဲ့မှာ ကျွန်တော် researcher အဖြစ်လုပ်လုပ်ပါတယ် တခုကတော့ဒါတော့ကျွန်တော်ရဲ့ main အလုပ်ပေါ့နော်နောက်တစ်ခုကတော့ဒီဆရာတော်တန်ဃာတော်တွေနဲ့ဒီစုံလင်ကွဲပြားတဲ့ဘာသာအသီးသီးကဘာသာရေးသာသနာရေးခေါင်းဆောင်များနဲ့အတူ IRIB ပေါ့နော် Interreligious Institute for Peace မှာကျွန်တော်တို့ပါဝင်ပြီးတော့အစ္စလာမ်ဘာသာကုသပြုပြီးတော့ပါဝင်ပြီးတော့ တာဝန်ဆောင်ရွက်နေတာနေရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘာသာပေါင်းစုံငိမ့်ငိမ့်မြန်မာလိုခေါ်ရတော့ဘာသာပေါင်းစုံငိမ့်ငိမ့် Institute ပေါ့နော်ဒီအဖွဲ့ဟာစပြီးတော့တီထောင်တဲ့ရည်ရွယ်ချက်ကဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံမှာကျွန်တော်တို့မြန်မာနိုင်ငံမှာအလုံးအမီတင်းနေထိုင်ကြတာပေါ့နော်မီတင်းနေထိုင်ကြတော့ကျွန်တော်တို့ဒီအဖွဲ့အစည်းစတင်ပြီးတော့ဒီသတိတည်ပြီးတော့ဖြစ်ပေါ်လာခြင်းအကြောင်းမှန်ကဘာသာအယူဝါဒစုံလင်ကွဲပြားတဲ့ညီကုံမောင်နှမတွေအားလုံးဒီ စစ်အာဏာရှင်စနစ်ကို လုံးဝမနစ်သက်ဘူးဘာသာပေါင်းစုံကပုံကိုယ်တွေကဒါတော်လာနေတယ်ဆိုတဲ့သဘောကိုပြည်သူလူထုကိုနမတေရှုမြင်သိခြင်းနဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီများသောအားဖြင့်စစ်အာဏာရှင်ဆက်ဆက်ဟာသူတို့ရဲ့ဒီနိုင်ငံရေးအချက်အသေးဖြစ်တိုင်းသူတို့မှာနိုင်ငံရေးထွက်ပေါက်မရှိတိုင်းသူတို့အများအားထွက်ပေါက်နေတဲ့ရှာတာကဘာသာရေးလူမျိုးရေးပြိပခပြဿနာတွေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကတတ်နိုင်သလောက်ကျွန်တော်တို့တွေ အဲကျွန်တော်တို့တက်နိုင်တဲ့ဘက်ကပေါ့နော် ကျွန်တော်တို့ပါဝင်ပြီးတော့ဒါတွေကို ကျွန်တော်တို့ဒီဆရာနာရှင်ကိုဆန့်ကျင်တဲ့နေရာမှာဘာသာရေးလူမျိုးရေးဆိုတာဒီကျွန်တော်တို့ခွဲခြားစရာမဟုတ်ဘူးတကယ်တမ်းခွဲခြားနေတာဟာဆရာနာရှင်ဖြစ်တယ်ဆိုတာကိုပြည်သူလူထုကိုလည်းဒီ message လေးပေးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီအဖွဲ့ကကျွန်တော်တို့ရည်ရွယ်တာကဒီတော်လိုင်းကာလဒီအတွင်းမှာရော တော်လိုင်းကာလအလွန်ကာလတွေမှာအထိကျွန်တော်တို့မြန်မာမာရောကဘာမာရောဒီ ဘာသာစုံလင်꿰ပြမှုအပေါ်မှာကျွန်တော်တို့ဟာငြင်းညာစွာအတူရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုပြချင်တဲ့သဘောပါ ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာပေါ့နော်ဒီဘာသာရေးကောင်းဆောင်တွေနဲ့အာဘာသာဝင်တွေကြားထဲမှာလည်းပဲအာစစ်တပ်နဲ့ပူးပေါင်းတဲ့သူတွေရောပြီးတော့မှနောက်ထပ်ဒီပြည်သူနဲ့အာရပ်တည်တဲ့သူဆိုပြီးတော့လည်းနှမျိုးနှစ်စားကွဲပြားနေတာကိုလည်းတွေ့ရှိနေရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကွဲပြားရခြင်းရဲ့အဓိကအကြောင်းရင်းတွေကရောဘာကြောင့်ဖြစ်မယ်လို့ဇေယအနေနဲ့သုံးသပ်ထားပါလဲရှင်တကယ်ပြောမယ်ဆိုရင်တော့ဟိုဘာသာရေးကောင်းဆောင်တွေဆိုတာကကိုယ့်အကျိုးထက်ပြည်သူအကျိုးကိုဦးစားပေးရတာပေါ့ ကျွန်တော်နားလည်တဲ့ဘာသာရေးကောင်းဆောင်ဘာလို့ဆိုတော့ကျွန်တော်တို့ဘာသာတရားတွေကိုဥဆောင်တဲ့ပုံကိုယ်တွေဒီနိုင်ငံရေးအချို့အကွေတစ်ခုဖြစ်ပြီးဆိုရင်နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပေးထွက်နေကြတာများတယ်ပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်တော့ဂျန်တဲ့သာသနာတွေကိုတော့ကျွန်တော်နားမလည်ဘူးမြဲကျွန်တော်တို့ရဲ့အစ္စလမ်ဓမ္မမှာတော့ဒီမတရားတဲ့မင်းဆိုမင်းညစ်တွေကိုကျွန်တော်တို့ကတော်လန်ဆန့်ကျင်တာကိုအမွန်မြတ်ဆုံးသောချီဟာတယ်လို့ကျွန်တော်တို့ရဲ့အစ္စလမ်ဓမ္မကလမ်းညွှန်ဆုံးမထားတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကပြဿနာတစ်ခုခုဖြစ်ပြီးနိုင်ငံရေးအချို့အကွေဖြစ်ပြီးဆိုရင် ကျွန်တော်တို့ကရှေ့တန်းကနေပါဝင်ရတာကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်နောက်တစ်ခုကကျွန်တော်တို့တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တပါးမှာဆက်ရည်သူတို့ကောင်းမီခါတိမို့ဘုံအုပ်စုတစုကိုကိုကဥဆောင်မယ်ဆိုရင်နဲ့အဲ့ဒီလူအုပ်စုကိုကိုကအလုတ်အကျွေးပြုတဲ့သူဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကကောင်းတဲ့အချိန်မှာတော့တက္ကတက္ကမတွေကျွန်တော်တို့ရဲ့တပည့်တပန်းတွေကောင်းစားတဲ့အချိန်မှာကျွန်တော်တို့စံစားပြီးတော့သူတို့တွေဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့ဘေးထွက်ထိုင်တာကိုတရားတော်ရလဲစန့်ကျင်တယ်လို့တကယ်လက်ပြမလုံစရာကိစ္စဖြစ်တယ်ပေါ့နော် နောက်တစ်ခုက ဒီဘာသာရေးကောင်းဆောင်တွေကစစ်တပ်နဲ့သွားပေါင်းတယ်ဆိုတော့မြန်မာနိုင်ငံမှာတည်တဲ့အတိုင်းကျွန်တော်တို့ငငယ်ရဆိုနိုင်ငံရေးဆိုတဲ့အကြောင်းတော့မပြောအောင်ပေါ့နော်ကျွန်တော်တို့တဲ့အသက်အရွယ်ကြီးရင်းနဲ့ကျွန်တော်တို့တဲ့စီနီယာကြတဲ့ဆရာတော်ကြီးတွေပါနေဆိုရင်နိုင်ငံရေးဆိုတာတိတ်ပြီးတော့ကြောက်ကြတာဒါပြဿနာမရှိဘူးတော်လိုင်းရေးဆိုတာကျွန်တော်တို့ပရာဟိတပဲပါခြင်းလည်းရတယ်မပါခြင်းလည်းရတယ်သို့တော့တစ်ဖက်မှာရှေ့မှာဆရာမမေးသလိုတစ်ဖက်ကအဲစစ်ကောင်စီနဲ့တွားပြီးပူးပေါင်းပြီးတော့ပြည်သူမျက်နာကိုကျွန်တော်တို့မျက်ွယ်ပြူတာကျတော့အင်မတန်အကြီးတန်းနဲ့လုပ်ရဖြစ် ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်တို့မပါဝင်တာပြဿနာမရှိဘူး။မပါဝင်လို့ကျွန်တော်တို့အပြစ်ပြောပန်ခွင့်လဲတော်လိုင်းရေးဆိုတာကျွန်တော်လှုပ်ရှင်လဲလုံမယ်။ဆရာမလှုပ်ရှင်လဲလုံမယ်။တခြားတဲ့လူတွေမလှုပ်ရှင်လဲမလှုပ်လို့ရတယ်။သို့တော့တော်လန်ဆန့်ကျင်ရမယ်ဒီလူတွေဟာမတရားဘူးဆိုတာတိတိကျကျနဲ့ဒီလူတွေနဲ့သွားပေါင်းတာကတော့သူဘာသာတရားရဲ့လမ်းညွန်ဆုံးမမှုတွေကိုလည်းဖြောင်းပြောင်းကြီးဆန့်ကျင်ရရောက်တယ်လို့ပြည်သူလူထုကိုလည်းမျက်ွယ်ပြွာရောက်တယ်ပြီးတော့ကြတော့ဒါကိုယ်တမိုင်းကိုရေးတာပေါ့နော်ဒါတမိုင်းမှာကြာရင်ဒီလူတွေဟာ ီလိုမတရားတဲ့မင်းဆိုးမင်းညစ်တွေနဲ့ပူပေါင်းခဲ့တာဖြစ်တဲ့အတွက်သူတို့ဒီလောကီမှာလည်းသိခါမဲ့မှာဖြစ်တယ်လို့တမလွန်မှာလည်းဘုရားသခင်ရှေ့မှာပြန်ပြီးသူတို့ရှင်းရှင်းကြရမှာနော်ဆိုတော့လူမျိုးမျိုးစိတ်အပုံပုံ ဖြစ်တဲ့အတွက်တချို့ကတော့ကိုကျိုးစည်းဝါးကိုခြေတန်းတင်နေတချို့ကကြတော့လေကိုကျိုးစည်းဝါးတဲ့ပြည်သူအကျိုးကိုခြေတန်းတင်နေဒီလိုလူတွေကတော့ဘာသာတိုင်းလူမျိုးတိုင်းဘာသာရေးကောင်းဆောင်တိုင်းမှာရှိတာဖြစ်တဲ့အတွက်အဲဒါတွေကတော့ကျွန်တော်တို့သူတို့ရဲ့ရည်တည်ချက်သူတို့ရဲ့ ခံယူချက်တွေပေါ်မှာမေးခွန်းမထုတ်လို့သို့တော့ကျွန်တော်တို့ဒီဘာသာတရားရဲ့ဆူဆုံးမမှုတွေပြည်သူလူထုရဲ့ဒုက္ခတွေကိုကျွန်တော်တို့ဘယ်လိုမျှဝေခံစားပြီးတော့ဘယ်လိုသူတို့ဘက်ကနေကျွန်တော်တို့အုတ်တချက်သေးတဲ့ဘဝင်ပါဝင်ပြီးတော့ ျွန်တော်တို့ဖေးမလို့ရမလဲဆိုတာဒါလေးကတော့ပိုရေးကြည့်တယ်အဲ့လိုဒီဒီဒီမိကွန်းလေးကိုဖြည့်ချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆိုတော့လက်ရှိအချိန်မှာဒီဘာသာရေးကိုပဲအသုံးချပြီးတော့မှပြည်သူအချင်းချင်းသွေးခွဲနေမှုတွေရောပြီးတော့ပြိပခ္ခတွေဖန်တီးနေမှုတွေကြောင့်မလို့ဒီရခိုင်ပြည်နယ်အပအဝင်အာဒီနိုင်ငံအနှံ့မှာစိုးရင်စရာအခြေအနေတွေဖြစ်ပေါ်နေတာကိုလည်းပဲတွေ့ရှိနေရတယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးမှာပြည်သူတွေအနေနဲ့ကောဘယ်လိုမျိုးသတိထားဆင်ခြင်ပြီးတော့နေထိုင်သင့်တယ်လို့ဆရာအနေနဲ့အကြံပြုလိုပါလဲရှင်ဒါလည်း အင်မတန်အရေးကြီးတဲ့ဟိုအချက်ပဲပေါ့နော်အဲကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီကိုလိုနီစနစ်မတိုင်ခင်မှာ ကျွန်တော်တို့ပြည်သူလူထုယာထဲမှာကျွန်တော်တို့ဒီဘာသာအယူဝါဒစုံလင်ကွဲပြားတဲ့ညီကိုမောင်နှမတွေယာထဲမှာဒီဘာသာရေးလူမျိုးရေးပြဿနာဆိုတာမရှိခဲ့ဘူးဒီကိုလိုနီစနစ်ဟာ1300ပြည့်အရေးတော်ပုံပေါ့နော်ဖြစ်လာတဲ့အချိန်မှာဒီဆရာဆန်ရဲ့ဒီတောင်သူလယ်သမားတပိတ်ကို ဒီပုံရိပ်မှုံွားသွားပြီးတော့ဘာသာရေးလူမျိုးရေးဆိုတဲ့ခေါင်းစဉ်ဘက်ကိုရောက်သွားအောင်လို့သူတို့တွေဟာပုံဖော်ခဲ့တယ်ပြုလုပ်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဘာသာရေးလူမျိုးရေးဆိုတဲ့အစွဲတွေဟာအဲ့ဒီမှာစပြီးတော့တရေတဲတယ်လို့ပြောအောင်ပေါ့နော်အရင်တုန်းကကျွန်တော်တို့ဒီပရိသတ်စနစ်ပေါ့နော်ဘရင်နေခေတ်မှာတော့ဆိုရင်ဒီကိုလိုနီမတိုင်ခင်ကဆိုကျွန်တော်တို့ဟာသဟဇာတာဖြစ်တဲ့လူအဖွဲ့အစည်းဖြစ်ခဲ့တာကျွန်တော်တို့မြန်မာသမိုင်းမှာလေဆိုတော့ဆိုလိုချင်တာကမတမာတဲ့နိုင်ငံရေးသမားတွေ တော့နောက်တစ်ခုကဒီစစ်အာဏာရှင်ပေါ့နော်စစ်အာဏာရှင်စနစ်ဟာဒီကိုလိုနီရဲ့အမွေအစိုးဖြစ်တဲ့သူတို့ရဲ့နိုင်ငံရေးအချက်အတဲဖြစ်တိုင်းသူတို့နိုင်ငံရေးအချိုးအကွေတိုင်းမှာသူတို့မတမာတဲ့လုပ်ငန်းဥပမာရခိုင်ပြည်နယ်မှာအဲကြောက်ဖြူရည်နဲ့စိတ်ကမ်းဖြစ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဘာသာရေးပြိပခလူမျိုးရေးပြိပခဖြစ်တာနော်တကယ်တဲ့နေရာဒီမှာလဲကျွန်တော်တို့1998ခုနှစ်မှာဆိုရင်ကျွန်တော်မန္တလေးသားပေါ့နော်မန္တလေးကကျွန်တော်တို့မန္တလေးမှာရှိတဲ့မဟာမြတ်မုန်နီဖရာကြီးကို ပရမ ्या မျက်ရှင်ရှိတယ်ဆိုဘသူကချင်းထဲလိုက်မှမသိပဲနဲ့အဲ့ဒါကိုဗိုက်လာဖောက်တယ်။ဌာပနာလာဖောက်တယ်။ဆိုတော့လေးပင်လေးရက်ကဆရာတော်တွေကအဲ့ဒါကိုဝိုင်းပြီးကန့်ကွက်တဲ့အချိန်မှာအဲမွတ်စလင်တယောက်ကဗုဒ္ဓဘာသာအမျိုးသမီးတယောက်ဗုဒ္ဓဘာသာအမျိုးသမီးကလည်းဘယ်တော့ပြိပခပဲဖြစ်လိုက်ဖြစ်လိုက်ကြည့်ရင်ဘုန်းကြီးတူမကြီးပဲ။ဘုန်းကြီးတွေကတူမတွေပေါ်လိုက်တာ။နော်အဲ့ဒီလိုမျိုးသူတို့အများရန်ဖန်တီးတယ်။ဒါရှင်းပါလေဆရာနာရှင်တွေကဘာသာရေးလူမျိုးရေးအစွဲဆိုတာကဆရာနာရှင်ကကျွန်တော်တို့ယင်နဲ့ထည့်ပေးတာ ဆိုတော့ဆိုလိုချင်တာတချို့တွေကဘာမှမသိပဲဘာကြောင့်ကြောက်နေရတယ်လဲဆိုဆရာအနာရှင်အောင်မှာကျွန်တော်တို့ကနှစ်ပေါင်း60ကျော်80လောက်ကျွန်တော်ကနေခဲ့ရဟုတ်နေခဲ့ရတော့ဒီအဆွဲတွေကကျွန်တော်မှလည်းရှိတယ်တခြားတခြားသောသူတွေမှလည်းအနည်းငယ်အများရှိကြဒါပေမဲ့ကျွန်တော်တို့သတိထားမှာဆရာအနာရှင်ကို တော်လှန်ရင်းနဲ့နော်ဒီလက်ရှိဆရာဆရာအနာရှင်တွေပဲကျွန်တော်တို့ပြုတ်ကြသွားတာဟုတ်ဆိုတာထက်ပို့ပြီးတော့ဒီထက်ပို့ပြီးတော့အရေးကြီးတာဆစ်အာနာရှင်ရဲ့ဘျူရိုကရေစီအဲ့ဒီရန်နေရာတစ်ခုလုံးကိုကျွန်တော်တို့ တော်လန်ဆန့်ကျင်ရမှာဥပမာကျွန်တော်တို့လူမျိုးရေးဘာသာရေးဘယ်သူကလုပ်တာတော့ဆက်အာဏာရှင်ကလုပ်တာဘဲကလေးကိုလက်တို့မေးမေးသိတယ်ဒါအောင်ဖင်ပိတ်ပြီးညင်းနေတာကဘယ်သူပဲရှိတော့ဆိုတော့ဆက်အာဏာရှင်ပတ်စံပေးထားတယ်ဆက်အာဏာရှင်ရဲ့တောက်တိုင်နေဆက်အာဏာရှင်ရဲ့ကပိုက်ဆောင်တွေပဲရှိတယ်တကယ်တမ်းရိုးသားတဲ့ပြည်သူလူထုကဒီပြိပခါတွေဘယ်ရလာလဲဆိုတာသိဆိုတော့ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ဒီညမှာမြစ်တာရက်ခံတာပေါ့နော်အကြံပြုချင်တာကဘာလဲဆိုရင်ဒီဘာသာရေးလူမျိုးရေးဆိုတဲ့အစွဲတွေဟာ ကိုလိုနီကနေပြီးတော့မျိုးစေ့ချပြီးဆက်အာဏာရှင်ကဒါကိုထဲထဲဝင်ဝင်အကောင့်တွေပေါ်ပြီးတော့သူတို့အာဏာတည်မြဲရေးအတွက်သူတို့အသက်ရှူချောင်ရေးအတွက်သူတို့နိုင်ငံရေးထွက်ပေါက်အတွက်အသုံးချနေတယ်ဆိုတာကိုကျွန်တော်တို့သိမြင်ပြီးတော့အဲ့ဒီလိုပြဿနာတွေဖြစ်တိုင်းအဲ့ဒီလိုဗီဒီယိုတွေအဲ့ဒီလို narrative တွေအားမှပုံစံမျိုးတွေမြင်တိုင်းကျွန်တော်တို့ skip လုပ်လိုက်ပါအဲ့ဒီထဲမှာမပါဝင်ပါနဲ့အဲ့ဒီနာကျင်မှုတွေထဲမှာကျွန်တော်တို့နောက်ထပ်ပါဝင်မှုမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာစစ်အာဏာရှင်လုပ်လို့ကျွန်တော်တို့ရဲ့ဂျားထဲမှာရှိတဲ့ ချစ်ချင်းမြတ်တာတွေတယောက်နဲ့တယောက်လူလူချင်းတာမိုးထားမှုတွေတော်တော်နည်းခဲ့ကြပြီဒါကြောင့်မို့ဆရာနာရှင်စနစ်ကိုကျွန်တော်တို့ဖြိုချမယ်ဆိုရင်သူ့ရဲ့ဘျူရိုကရေစီရန်ရားကိုပါတပါးရဲကျွန်တော်တို့ဖြိုချဖို့လိုပါတယ်လို့ဒါလေးကိုအကြံပြုချင်ပါတယ် ဟုတ်ကဲ့ပါခုနဆရာဆွေးနွေးသွားတဲ့အထဲမှာလည်းပဲဒါနှစ်ပေါင်းများစွာဒီဘာသာရေးကိုအသုံးချပြီးတော့မှဒီသွေးခွဲမှုတွေအာနှစ်ပေါင်းကြာရှည်စွာ ပြည်သူလူထုတွေတွေနဲ့ခန်းစားခဲ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့အာဒါကြောင့်လည်းပဲဒီအနာကတ်မှာလည်းပဲဒီလိုမျိုးဘာသာရေးကိုအသုံးချပြီးသွေးခွဲမှုတွေဖြစ်ပေါ်လာအောင်မှာကိုလည်းပဲမိဘပြည်သူတွေကြားမှာစိုးရိမ်မှုအလွန်မြင့်မြင့်မားနေတာကိုလည်းပဲတွေ့ရှိရတယ်ဆိုတော့အာဒီလိုစိန်ခေါ်မှုတွေကိုကြော်လွှားပြီးတော့မှနောက်အနာကတ်မှာဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံ ံတန်းတူညီမျှစွာနဲ့အတူရှင်တွဲနေထိုင်နိုင်မဲ့ဒီ Federal Democracy ပြည်တော်စုသစ်ကိုထူထောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လက်ရှိနဲ့ဒီအနာဂတ်ကောင်းဆောင်တွေကိုရောဆရာအနေနဲ့ဟိုဗမာအကြံပြုလိုပါလဲရှင်ရှင်းမှာပြောတဲ့စကားလုံးစကားနဲ့ဆက်ဆက်ပြီးတော့ပြောရမှာပေါ့နော်ဆရာမကျွန်တော်တို့တကယ်ပြောမယ်ဆိုရင်ဟိုခေါင်းဆောင်ပဲဖြစ်ဖြစ်နောက်လိုက်တွေပဲဖြစ်ဖြစ်အဲရိုးသားတဲ့ပြည်သူလူထုပဲဆိုဆိုကျွန်တော်တို့ဒီဒီ အဲလူမျိုးရေးဘာသာရေးဆိုတဲ့အရာတစ်ခုကိုရှေ့တန်းတင်လိုက်ရင်တို့နိုင်ငံရှေ့သွားဖို့အတွက်ကတလန်းနောက်ဆုတ်သွားသလိုဖြစ်သွားဆိုတော့ကျွန်တော်တို့ကဘာသာရေးလူမျိုးရေးကို ရှေ့တန်းတင်တိုင်းကိုယ့်အတ္တတွေကိုရှေ့တန်းတင်တိုင်းကကျွန်တော်တို့ကိုနောက်လိုက်နေတဲ့ကျွန်တော်တို့ကိုထောက်ခံနေတဲ့ကျွန်တော်တို့ကိုအမြဲတမ်းဘာတွေများ လုပ်နေတယ်လို့ပျော်လင့်နေတဲ့ပြည်သူလူထုအတွက်ကျွန်တော်တို့ရှေ့ဆက်ဖို့တလန်းမတိုးနိုင်ပဲနောက်ကိုတလန်းတလန်းဆုတ်သွားတာဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံကိုအေးချမ်းကျင်တယ်၊တာယာကျင်တယ်၊ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့စနစ်ကိုသွားကျင်တယ်ဆိုရင်ဖက်ဒရယ်ကိုသွားကျင်ဖက်ဒရယ်စိတ်ဓာတ်တွေမူရမှာဖက်ဒရယ်စိတ်ဓာတ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လူမျိုးပေါင်းစုံဘာသာပေါင်းစုံဆိုပြီးတော့ပြောရင်ဆေးအာဏာရှင်ကလည်းဘာသာပေါင်းစုံလုပ်တာပါအဲဆေးအာဏာရှင်မဟုတ်တဲ့တခြားသောဟိုမယူသားတဲ့နိုင်ငံရေးသမားတွေကလည်းဘာသာပေါင်းစုံလုပ်တာအဲဘာသာပေါင်းစုံဆိုတာကတကယ်တမ်းကျတော့ထူးပြီးလုပ်เสียမလို့ပါဘူးတခုပဲ ကျွန်တော်တို့ကြားထဲမှာလိုအပ်နေတာကကျွန်တော်တို့ဘာသာပေါင်းုံဆိုအားလုံးကမြင်ရတာကငါတို့တွေကကိုဟာတူတယ်တရားတူတယ်မြတ်တာတရားချင်းတူတယ်ဘာအဲ့ဒါတွေမဟုတ်ဘူးဘာသာပေါင်းစုံငြိမ်းချမ်းစွာအရှိအတူရှင်တွဲနေထိုင်ဖို့အတွက်အဓိကကြားတဲ့တော့ချက်ကဘာလဲဆိုတော့မတူ क्वे ပြားမှုစုံလင် क्वे ပြားမှုကိုကျွန်တော်တို့ကជីជីပြူပြူလက်ခံပေးလိုက်ပါជីជីပြူပြူလက်ခံပေးလိုက်ခြင်းအပြင်ဘာဖြစ်မလဲကျွန်တော်တို့နိုင်ငံအယူအတွက်အများကြီးအကျိုးဖြစ်ပါ ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့နိုင်ငံရှေ့ကိုရွေးတော်မယ်ဆိုတိုင်းဒီလူမျိုးကြီးဘာသာကြီးဆိုတဲ့ဒီအစွဲတွေကပဲကျွန်တော်တို့နိုင်ငံကိုကြောက်ထဲပြန်ပြန်ချတယ်ပြီးတော့ကြောက်ထဲကြရင်လည်းမကြခင်ငါတို့ကကယ်ရပါတယ်ဆိုတော့အုပ်စုကလည်းအများအားကယ်ကယ်ဖို့အတွက်ချောင်းနေတာပေါ့နော်ကယ်ချင်အောင်ဆောင်တဲ့အုပ်စုပေါ့နော်ချောင်းနေကြတယ်ဆိုတော့နောက်တစ်ခုကဒီတချို့သောသူတွေကဒီဆရာနာရှင်တွေကိုအမျိုးဘာသာသာသနာသူကစောင့်ရှောက်တယ်လို့ထင်ကြတာပေါ့တကယ်တမ်းကျွန်တော်တွက်ကြည့်လိုက်ရင်ဆရာနာရှင်တွေဟာအခု ီမအားလာကဒီမာရဝီဇယအောင်တဲတယ်ဒါပေမဲ့ကျွန်တော်တို့မန္တလေးတိုင်းမှာစကိုင်းတိုင်းမှာဆရာနာရှင်က ဖြိုးဖျက်ခြင်းကိုအများဆုံးခံရတာကဗုဒ္ဓသာသနာရဲ့သာသနိကအဆောက်အဦတွေနဲ့ပုံတော်ကြီးကြောင်းနေပါဆိုတော့တစ်ဖက်မှာတို့ကဆောင်းချောက်ချီအောင်ဆောင်းပြီးတစ်ဖက်မှာတော့ဖျက်ဆီးနေတာကျွန်တော်တို့သိဖို့လိုပါတယ်ဒီခေတ်ကမီဒီယာခေတ်ဗျာနော်ကျွန်တော်တို့ဒီ21ရာစုရောက်လာပြီဗျာအင်မတန်တိုးတက်တဲ့ဤပညာခေတ်ကျွန်တော်တို့ ChatGPT မှာမေးမေး Google မှာပဲရှာရှာသတင်းဌာနတွေမှာပဲဖတ်ဖတ် သူတို့ဘာတွေလုပ်နေလဲဆိုတာကျွန်တော်တို့ကမျက်ခြေမပြတ်ဖို့လိုတယ်ဆိုတော့ပြည်သူလူထုကလည်းမျက်ခြေမပြတ်ဖို့လိုသလိုပြည်သူလူထုကအားကိုအားထားပြုရတဲ့ခေါင်းဆောင်တွေကပိုတောင်မှ မျက်ခြေမပြတ်ဖို့လိုပါသေးတယ်ဒါကြောင့်မို့ခေါင်းဆောင်တွေကိုလည်းဒီနေရာကနေပြီးတော့မေတ္တာရက်ခံခြင်းနဲ့အကြံပြုခြင်းတာကကျွန်တော်တို့ယင်ထဲမှာရှိတဲ့ကျွန်တော်တို့ဖြစ်ချင်တာတဲ့ဖြစ်တင်တာတွေကိုဦးစားပေးဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့တော်လိုင်းရေးပဲလောက်တာပဲဖြစ်ဖြစ်နိုင်ငံရဲ့ဒီအလှည့်အပြောင်းဟောနော် အချိုးအကွေ့တွေမှာကျွန်တော်တို့ပါဝင်တာပဲဖြစ်ဖြစ်ခံစားချက်နဲ့မလုပ်ဘဲနဲ့ခံယူချက်နဲ့လုပ်ကြဖို့လိုတယ်လို့ဒီနေရာမှာအကြံပြုလိုပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီအာမြမအရေးနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီနိုင်ငံတကာရဲ့ဟိုကုညီဆောင်ရွက်မှုတွေအပေါ်မှာရောဆရာအနေနဲ့ဂျင်းနဲ့အားရမှုဟိုဘယ်လောက်ထိရှိလဲဆိုတာလည်းသိချင်ပါတယ်ပြီးတော့ဒီမြမအရေးကိုအမှန်တကယ်ဖြည့်ရှင်းနိုင်ဖို့အတွက်အာဒီနိုင်ငံတကာကောင်းဆောင်တွေကိုရောဆရာအနေနဲ့ဘယ်လိုများအကြံပြုတိုက်တွန်းလိုပါလဲရှင်မြမအရေးနဲ့ပတ်သက်ရင်တော့နိုင်ငံတကာရဲ့ အဲကုညီမှုကတော့ဟိုအားရလားဆိုရင်တော့အားရမှုမရှိဘူးပေါ့ဆိုတော့အားရမှုမရှိတဲ့နေရာမှာနှစ်ပိုင်းရှိတာပေါ့နော်နံပါတ်1အချက်ကမြမအရေးထက်တခြားသောကဘာမှာရှိတဲ့အရေးတွေကလည်းဒီပါလက်စတိုင်းနဲ့ဣသရေးအရေးတွေယူကရိန်းနဲ့ဒီရုရှားအရေးတွေပေါ့နော်နိုင်ငံတကာမှာလည်းဒီလိုကျူးကျော်စစ်အရေးတွေကလည်းမြောင်များစွာရှိနေသလိုအဲနောက်တစ်ခုကမြမနိုင်ငံမှာရှိတဲ့ပုံကိုယ်တွေကလည်းနိုင်ငံတကာမှာရှိတဲ့ဥပဒေတွေကိုကျွန်တော်တို့ကလေ့လာထားဖို့လိုတယ်ပေါ့နော် တော့တခါတလေကျွန်တော်တို့ကလှုပ်ချင်ပေမဲ့နိုင်ငံတကာရဲ့ဥပဒေသတွေကိုနားမလည်နိုင်ငံတကာရဲ့ပါဝင်မှုကလည်းအားနည်းလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကနိုင်ငံတကာရဲ့သဘောတရားကလည်းဘယ်လိုလုံးဆိုတော့တို့ကကျွန်တော်တို့ငလျင်ကိစ္စကိုပဲကြည့်တို့ပတ်စံနေလှူလိုက်တယ်လှူလိုက်တော့ဘာဖြစ်လဲဆိုတော့စကားစတနိုင်ငံလုံးပုံကျဲတာပေါ့နော်တို့ကလည်းတို့ရဲ့စာအုပ်ကြီးအတိုင်းပဲလှုပ်ကြတာနော်နိုင်ငံတကာမှာရှိတဲ့ပုံကိုတွေကလည်းတို့ရဲ့စာအုပ်ကြီးမှာရှိတဲ့အတိုင်းနော်ဒီ legitimacy ဘယ်သူမှရှိတော့နော် အဲ့အဲ့ဒီရှိတဲ့သူကိုပဲပေးမယ်ဆို legitimacy ဆိုတာပြည်သူလူထုကပေးတဲ့ legitimacy ရှိတဲ့အုပ်စုကတော့တသက်ရှိတယ်။သို့တော်ညာလဲနိုင်ငံတကာရဲ့စီမင်းဥပဒေတာတွေကလည်းတို့ကဟိုဘယ်လိုပြောမလဲတရက်သေးတို့စုပ်ကင်ထားတဲ့အပေါ်မှာအကူအညီတွေမြောင်းသိပ်ပြီးတော့မရောက်နိုင်ဘူးပေါ့နော်နိုင်ငံတကာရဲ့ကူညီဆောင်မမှုကိုပြောရင်တော့အားရတရာရှိလားဆိုရင် အားရစရာတော့မရှိဘူး။ဒါပေမဲ့တခုရှိတာက ကျွန်တော်တို့ကိစ္စတခုခုဖြစ်တိုင်းနိုင်ငံတကာကိုကျွန်တော်တို့ကလည်းမြန်မာနိုင်ငံလူတွေကလည်း ဟိုကျွန်တော်တို့ဒုက္ခရောက်ရင်တော့အကူအညီတောင်းတယ်ဥပမာရိုဟင်ဂျာအရေးမှဆိုရင်နိုင်ငံတကာဘယ်သူမှမပါတော့နဲ့ဆိုတဲ့သဘောမျိုးတွေရှိတာပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးကိစ္စတွေမှာလည်းကျွန်တော်တို့ကစင်ကျင်သင့်တာပေါ့နော်ကျွန်တော်တို့လူလူလိုမြင်ပြီးတော့လူအခွင့်အရေးအပြည့်အဝပေးမယ်ဆိုဘယ်လူမျိုးဘယ်ဘာသာဘယ်အသားအရောင်မှဖြစ်ဖြစ်ကျွန်တော်တို့အပြည့်အဝပေးမယ်ဆိုတဲ့သဘောမျိုးကျွန်တော်တို့ထားဖို့လိုတယ်အခုဆိုရင်ကျွန်တော်တို့ဒုတိယအကြိမ်ပြန်လဲခေါင်းမော်လာတဲ့အမျိုးသားရေးပေါ့နော်အမျိုးသားရေးဝါဒဒီကမ္ဘာမှာဒီမိုကရေစီဘိုးအေကြီးလို့ပြောတဲ့နိုင်ငံတွေရအစအလူအခွင့်အရေးနဲ့ပတ်သက်ရင် ိုလက်တူရှုလာတာတွေရှိတယ်ချောင်ထိုးလာတာတွေရှိတယ်အဲ့ဒီပုံမှာတချို့ကအဲ့ဒါကိုအာယူပြီးတော့ဟေးနိုင်ငံတကာ view site ဆရာမလို့ဘူးငါတို့ကနိုင်ငံတကာမရှိလဲငါတို့ကငါတို့ရက်တည်နိုင်တယ်ကျွန်တော်တို့ကဘာကြီးကရွာကြီးဖြစ်သွားပြီလေနော်ကျွန်တော်တို့တအိမ်ထဲမှာပြဿနာဖြစ်နေတယ်ပထမတစ်ချိန်ဥမာပြကျွန်တော်အိမ်မှာဟလာကျွန်တော်အိမ်ဘေးကမိသားစုတစုမှာအမျိုးသမီးကိုအမျိုးသားတစ်ယောက်ကအိမ်တွင်အကြမ်းဖက်မှုလုပ်တယ်ကျွန်တော်ကသွားတာတဲ့အချိန်မှာအမျိုးသမီးကပြောမယ်ငါတို့အိမ်တွင်ငါတို့ကငါတို့ရှင်းမယ်ဆိုရင်နောက်ထပ်ကျွန်တော်သွားတာလို့မရတော့ တော့အဲ့လိုအနေထားတွေလည်းရှိတာပေါ့နော်ကျွန်တော်တို့ကဘယ်အရေးကိုပဲလှုပ်လို့ကျွန်တော်ဒါမြစ်တာရက်ခံတာပါဘယ်ဘာသာတွေဘယ်လူမျိုးတွေကိုမှထဲ့မတွက်ပဲနဲ့လူကိုလူလိုမြင်ပြီးတော့ငါတို့ဒီလူအခွင့်ရဲ့ပြေဝငါတို့ကိုယ်တိုင်ရကြရင်တခြားသူတွေလည်းပြီးမယ်ပြီးပြီဆိုရင်နိုင်ငံတကာကပူးပေါင်းပါဝင်ခြင်းငါတို့နိုင်ငံတကာရဲ့စံချိန်စံညွန်းတွေနဲ့အတူတူငါတို့နိုင်ငံကသူတွေလည်းဟာလာရှုမြင်နိုင်မှုသုံးသပ်နိုင်မှုအဲ့ဒီအတိုင်းကျွန်တော်တို့ရှောက်လန်းနိုင်မှုလည်းလိုအပ်ပါတယ်เนาะဆိုတော့ ဟောဒီမေးခွန်းကိုနောက်ဆုံးအချုပ်အနေနဲ့ပြောရရင်နိုင်ငံတကာမှာရှိတဲ့အဲနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့လည်းတကယ်တမ်းကျတော့အခုဆိုရင်ကျွန်တော်တို့ဒါပေါ့ဟိုစကညက်အနေနဲ့ပေါ့နော်အဲဒီဥရောပမှာရှိတဲ့တချို့သောအသည့်တွေဆိုပြောရမြန်မာနိုင်ငံမှာအတူအောင်ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့နားမလဲတဲ့နိုင်ငံတကာကပုံကူကိုရီးယားဘာပြောလဲဆိုတော့သူတို့ကပြောနေကြတာမြန်မာပြည်မှာဒီရွေးကောက်ပွဲလှုပ်လာရင်ငြင်းညံ့သွားမယ်လို့သူတို့စိတ်ထဲထင်တာအမှန်ကတော့ဒါအတူအောင်ရွေးကောက်ပွဲဒါထွက်ပေါက်မဟုတ်ဘူးဒါထောင်ချောက်ဆိုတာဒါတော်လိုင်းရဲ့အဖွဲ့အစုအဖွဲ့တွေလည်းကြဲကြဲလောင်လောင်အများကြီးပြောနေကြတာလေနော် ပြောမှဆိုရင်ဒါဒီအကျန်းဖတ်စစ်အုပ်စုကိုကျွန်တော်တို့ကလူတက်ခွင့်တရားဝင်ပေးမဲ့ကိစ္စကြီးဖြစ်နေတာဒါပေမဲ့နိုင်ငံတကာကသူကပြည်တွင်းအခြေအနေမသိတဲ့အပေါ်မှာဒါကြီးကိုကောင်းတယ်လို့သူတို့စိတ်ထဲမှာထင်နေတာပေါ့နော်ဆိုတော့အဲ့ဒါတွေကလည်းကျွန်တော်တို့နိုင်ငံတကာကပုံပုံတွေအနေနဲ့လည်းအကယ်၍ကျွန်တော်တို့နိုင်ငံရဲ့အကြောင်းကိုသိခြင်းတကယ်နိုင်ငံထဲမှာအလုတ်လုံနေတဲ့ဒီနိုင်ငံရဲ့တကယ်ဟိုမြေပြင်အခြေအနေနဲ့ပဂရိအရှိတရားနဲ့ထိဆက်နေတဲ့ပုံပုံတွေဇာတ်နေပြီးတော့ သတင်းစကားတွေယူသင့်တယ်လို့ဒါကျွန်တော်အကြံပြုချင်တာပေါ့နော်။ဆိုတော့နောက်တစ်ခုကကဘာကြီးကကျွန်တော်တို့ရွာကြီးဖြစ်သွားတာဖြစ်တဲ့အတွက်ကိုယ်ရွာဘေးမှာမငိမ့်ညမ်းမှုဖြစ်နေပြီဆိုရင်အဲ့ဒီရွာရဲ့မငိမ့်ညမ်းမှုကတစ်ဖက်မှာလည်းပြန်ပြီးတော့ကူးဆက်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့ဘယ်နေရာမှာပဲဘယ်လူသားတွေဘယ်အခြေအနေမှာပဲဘယ်ဘာသာဝင်တွေပဲဒုက္ခရောက်နေရောက်နေကျွန်တော်တို့လက်ကမ်းပြီးတော့ကူညီကြဖို့လိုအပ်ပါတယ်လို့ကျွန်တော်ကဒါလေးကိုပြောချင်ပါ ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ဆရာအနေနဲ့ပေါ့နော်မိဘပြည်သူများကိုဗာများဖြစ်ဆွပြီးတော့မှမှာကြလို့ပါလေရှင်ဟုတ်ဟုတ်ကျွန်တော်မှာကြရတယ်ဆိုတာတဲ့အကြံပြုတာပေါ့နော်မြေတားရက်ခံချင်တာပါအဲ့ဒါကပါလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ຢာတွေကိုပဲအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံအတူတကွရှင်တွဲပြီးငိမ့်ညမ်းစွာအတူရှင်တွဲပြီးနေထိုင်ကြတယ်ဆိုတော့အဲ့ဒီနေထိုင်မှုကိုပြည့်စည်စေတာအဲ့ဒီငိမ့်ညမ်းစွာအတူရှင်တွဲနေထိုင်မှုကိုအကြီးတန်းစေတာဟာ မတမာတဲ့နိုင်ငံရေးသမားတွေနဲ့နော်တရားမျှတမှုကိုလစ်လူရှုတဲ့ပုံကိုယ်တွေပြီးရင်လူကိုလူလိုမမြင်မဲနဲ့လူတဦးတယောက်ကိုနော်သူ့ရဲ့ဘာသာသူ့ရဲ့အသားအရောင်သူ့ရဲ့အတွေးအခေါ်တွေပေါ်မူတည်ပြီးကျွန်တော်တို့ရှုမြင်သုံးသပ်တဲ့ပြဿနာတွေကကျွန်တော်တို့ဒီငញ្ញမ်းစွာအတူရှင်တွဲနေထိုင်ရေးဆိုတဲ့အင်မတန်လှပလာတဲ့ဖရာသခင်အသီးသီးကလမ်းညွှန်ထားတဲ့ဒီလမ်းညွှန်ချက်တွေကိုကျွန်တော်တို့လစ်လူရှု မိမမ်းမသိအောင်ဖြစ်နေကြရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒီအင်းချအောင်ဘာလုပ်ဖို့လိုလဲဆိုလွယ်လွယ်လေးပါကျွန်တော်တို့ဘာသာအသီးသီးကရှိရဲ့ဘာသာကြီးနော်ကျွန်တော်တို့ရဲ့ဒီသခင်ဂျီဇပ်ပဲပြောပြောမြတ်ဗုဒ္ဓပဲဆိုဆိုခရစ်ရှနာပဲပြောပြောတမန်တော်မုဟမ္မဒ်ပဲပြောပြောအဲ့ဒီဘာသာကြီးခေါင်းဆောင်တွေကလမ်းညွှန်ထားတဲ့တကယ်ဓမ္မစစ်ပေါ့နော်ဓမ္မစစ်တွေကိုလိုက်နာကျင့်သုံးဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ဒီလိုဝိဆုံအပြည့်ဝတ်ထားတိုင်းဘာသာကြီးခေါင်းဆောင်တို့ပေါ်လို့မရပါဘူးနော် သူ့ရဲ့နှလုံးသားထဲမှာတကယ်ဘာသာတရားရဲ့အနှစ်သာရတွေကိုလိုက်နာကျင့်သုံးတဲ့ဘာသာရေးကောင်းဆောင်တွေရဲ့ဩဝါဒတွေကိုပဲကျွန်တော်တို့ကဥလည်းမတုံလိုက်နာကျင့်သုံးကြဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောကမ္ဘာဝမ်းမှာရှိတဲ့ဒီကိုမောင်တို့မှာအားလုံးရောနော်ဘာသာအယူဝါဒအသားအယောင်တွေမခွဲကြဘဲနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်တဲ့အေးချမ်းတဲ့နော်တရားဖွင့်ပြတဲ့လူအဖွဲ့အစည်းတည်းတည်ဆောက်နိုင်ကြပါလားအထူးသဖြင့်ကျွန်တော်တို့ရဲ့အမိမြန်မာနိုင်ငံတော်ပေါ့နော် မိမြန်မာနိုင်ငံမှာအတွင်းမှာရှိတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံအပြည့်အမြင်ပေါင်းစုံကညီကောင်မောင်နှမတွေအနာဂတ်မှာကျွန်တော်တို့ငိမ့်ချမ်းနဲ့ခစ်မီတဲ့တိုးတက်တဲ့ကျွန်တော်တို့ရဲ့အနာဂတ်လူငယ်တွေကိုအဲ့ဒီအမွေကောင်းလေးတွေပေးကြရအောင်ပါကျွန်တော်တို့ရင်ထဲမှာရှိတဲ့အစွဲတွေနော်အမုန်းစိတ်တွေကျွန်တော်တို့ရင်ထဲမှာရှိတဲ့ဒဏ်ရာတွေကိုကျွန်တော်တို့ပြေပုံးကားချပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်ကလေးငယ်လေးတွေကိုငိမ့်ချမ်းနဲ့တို့အဖွဲ့စီတရတိဆောက်ပေးကြဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတာလေးကိုတင်ပြရင် င်ကုန်းချုပ်ပါတယ်ဆရာမအခုလိုဖြေကြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ပါ